Lin Line Audiobook Channel ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဘ ਹੁ တုတေသနဌာနကထုတ်ဝေတဲ့27စာစဉ်အမှတ်9 2006ခုနှစ်ဧပြီလတုန်းမှာဖော်ပြပါရှိတဲ့ဆောင်းမရှင်ထွန်းတော်ရဲ့အတွေးအခေါ် ideology ဆိုတာဘယ်တော့မှခင်မကုန်ဆိုတဲ့ဆောင်းမ ဖြစ်ပါတယ်။ဆောင်းမရှင်ထွန်းတော်ဆိုတာကတော့ရဲဘော်ကျင်မောင်ရဲ့ကလောင်ကွဲအမည်တစ်ခုဖြစ်ပါတယ်။အတွေးအခေါ် ideology ဆိုတာဘယ်တော့မှခင်မကုန်။တ ideology ခင်ကုန်ပြီဆိုသောစကားခဏခဏကြားရသည်။ globalization မိတ်ဆက်ပေးနေသူများကလည်းမူရင်းဆရာဤအာဘော်ကိုယူပြီးရေးရလို့အဲ့ဒီဟာကိုခဏခဏတွေ့ရသည်။ အရီယိုလော်ဂျီခစ်ကုန်ပြီဆိုတာကမက်စ်ဝါဒခစ်ကုန်ပြီလို့ရေးနည်းတစ်မျိုးနဲ့ရေးတာပါမိတ်ဆက်ရေးကြသူများမှာ တခါကမက်စ်ဝါဒလိုက်စားသူများဖြစ်ကြလို့တကြောင်စစ်ဆိုးရစစ်စီရေးဂိတ်ကိုဖျက်ရတာကြောင့်တကြောင်ပုဂ္ဂလိကအမြင်ကိုတော့ရှင်းအောင်ရေးတာမတွေ့ရပါ လေလာစဲဖြစ်လို့ပုဂ္ဂလိကအာပေါ်မရေးတာလဲဖြစ်ကောင်းဖြစ်နိုင်သည်ဘာပဲဖြစ်ဖြစ်မိတ်ဆက်ပေးပေါ်ရတာကိုပဲယူဆိုရပါသည် နှစ်ဘာကပဖောင်ပြက်တော့ဖောင်ဖြက်တာမဟုတ် ရေကြီးချိန်အေယာဝတီတဲ့ဖောင်ပြက်တာ ပါတီဝင်တွေပါတီလိုလားသူတွေအများကြီးကစင်ကြီးရဲ့ဖြစ်သည်တချို့တလေလောက်သာကြေးစားသတင်းပေးဖြစ်သည် တချို့ကခက်ပြက်တဲ့ဖြစ်သည် အများတကအများစုကြီးကကျန်တဲ့ပုဂ္ဂလိကဘဝဖြတ်တန်းကြရသည်တချို့ကတော့ရင်ပထဲကမတ်စ်ဝါဒနှုတ်လိုက်တော့ဟောင်းလောင်းကြီးဖြစ်ကြံခဲ့သည်ဟု မချင်မရဲကြီးတာဖတ်ရဘူးသည်ဟုတ်လိမ့်မည်ဒါပေမဲ့ဘသူမှ ရင်ဘတ်ဟောင်းလောင်းနဲ့ကြာရှည်မနေနိုင်အတွေးခေါ်တစ်ခုခုတော့ဖြည့်ရလိမ့်မည်ဘာဖြည့်မလဲဆိုတာပဲအရေးကြီးသည်တော့အတွေးခေါ်ဆိုတာအသက်ရှင်နေသော လူတိုင်းတွင်ရှိပါသည်ဘာနာကမင်းလောင်မောင်တန့်ဆရာဆန်တို့တွင်အတွေးခေါ်ရှိသည်ဝန်သားနှုခေါင်းဆောင်များဒုဗမာသခင်များတွင်လည်းရှိသည် အတွေးခေါ်က ရေဒရေအတွေးခေါ်စစ်စစ်ဖြစ်ခြင်းဖြစ်မည်ပရေဒရေအတွေးခေါ်ဆန်သောအရင်းရှင်အတွေးခေါ်ဖြစ်ခြင်းဖြစ်မည်တချို့ကမတ်စ်ဝါဒအတွေးခေါ်ရှိမည်ဒီမှာလဲဒီဂရီမျိုးမျိုးရှိသည်ဆိုရှယ်လစ်မှာလဲဆိုရှယ်လစ်အတွေးခေါ်မျိုးမျိုးကွန်မြူနစ်မှာလဲထို့အတူသမ္မတဘုတ်တွင်အတွေးခေါ်ရှိသလိုဘင်လာဒင်မှာလဲအတွေးခေါ်ရှိသည်ဘယ်သူယင်ဘက်မှာမှ ဟောင်းလောင်ကြီးဖြစ်မနေပါအတွေးခေါ်တစ်ခုမဟုတ်တစ်ခု ရှိကိုရှိရမည် ခစ်ကိုတွန်းဆော်တဲ့တွေးခေါ်လားခစ်နောက်ပြန်ဆွဲတာလားဘာသာရေးတွေးခေါ်ဆိုရင်လဲဘာဘာသာရေးလဲခရိယန်ဆိုရင်လဲဖန်နီရှင်ဝါဒတသက်လားသိပ်ပန်နီးကြဖန်နီရှင်ဝါဒလားစသဖြင့်အမျိုးမျိုးရှိမည်ရှိတိုက်ပါသည်ရှိသင့်ပါသည်မသေးသေးသမျှရင်ပတ်ထဲတစ်ခုခုထည့်ရပါလိမ့်မည်လေနိုင်ငံတကာကွန်မြူနတီတွေထဲမှာအတွေးခေါ်ရှုပ်နေတာကြာလာပြီနှစ်40 50ရှိပါပြီ ါပေမဲ့အတွေးခေါ်တော့ရှိကြသည်မတ်စ်ဝါဒကိုအလံထူကြသည်မတ်စ်ဝါဒလီနင်ဝါဒကိုအလံထူကြသည်မတ်စ်ဝါဒလီနင်ဝါဒမော်စီတုံတွေးခေါ်အလံထူကြသည်မြည်သည့်ကွန်မြူနီဖြစ်ဖြစ်မတ်စ်ဝါဒကိုတော့လက်မလွတ်ကြတချို့ကပါတီအနေနဲ့မရှိ အစုအဖွဲ့တဏ္ဍာနဲ့ရှိသည်သူတို့တွေးခေါ်မှာတော့မတ်စ်ဝါဒမဟုတ်ဘာဂူနင်ဝါဒဖြစ်ခြင်းဖြစ်ပြီးတချို့ကလီနင်ဝါဒမဟုတ်ဘလက်နော့ဝါဒထရော့စကီဝါဒဖြစ်ခြင်းဖြစ်ပြီး ရင်ဘတ်ဟောင်းလောင်းနဲ့မဟုတ်ကြပါဗမာပြည်မှာကတော့ဗမာပြည်ရဲ့ထူးခြားချက်နဲ့ရင်ဘတ်ထဲအတွေးခေါ်မျိုးစုံထည့်နေကြတာရှိသည်ဗမာပြည်ကလည်းသူ့အထွာနဲ့သူဟုပြောရမည်ထင်သည်ကြီးကြီးကျယ်ကျယ်ကျန်းစာအုပ်မထုတ်နိုင်ကြပေမဲ့အတွေးခေါ်ပေါင်းစုံတော့ရင်ဘတ်ထဲထည့်ပေးဖို့ကြိုးစားနေကြသည်ငါနိုင်ငံတကာကွန်မြူနတီအဖွဲ့ချုပ်ကွန်မြူနတီအင်တာနက်ရှင်နယ်မှရှိသည့်ခေတ်ကမ္ဘာကွန်မြူနတီရေးတော်ပုံတွင် ခေါင်းဆောင်နေရာယူလိုသည့်ပါတီမရှိသည့်ခေတ်တွင်ကွန်မြူနစ်ပါတီတိုင်းသည်မိမိကိုယ်စားပြုသည့်တိုင်းပြည်အကျိုးကို ရှေ့ရှုပြီးကိုလန့်ကိုထွင်းကိုတာဝန်ကိုယူထိုးထွင်းကြံဆအတွေ့အခေါ်ထူထောင်ကြသည် ထို့သောလောက်ရတွင်ရုရှားပါတီလိုအာနာမဲ့သွားသော ပါတီကတစ်မျိုးဖြစ်မည်အာနာလက်ရှိတရုတ်ပါတီဗီယက်နမ်ပါတီကတစ်မျိုးဖြစ်မည်အိန္ဒိယတို့လိုဥပဒေနှင် ပါတီကတစ်မျိုးဖြစ်မည်ဥပဒေပပါတီကတစ်မျိုးဖြစ်မည်ထိုပါတီတွေထဲမှာလည်း လက်နက်ကင်တိုက်နေသည့်ဖိလစ်ပိုင်ပါတီနဲ့ဘကပလိုလက်နက်ကင်တိုက်ပွဲကနေ UG စစ်စစ်ပါတီဖြစ်နေသူများကတမျိုးဖြစ်မိ။ဘာပဲဖြစ်ဖြစ်မတ်စ်ဝါဒသဘောတရားကိုမိမိတိုင်းပြည်ရဲ့ပဂရိဘာဝနဲ့ပေါင်းစပ်ဖို့စ조사နေကြသူများကြီးဖြစ်သည်။အတွေ့အော်ဘယ်သူမှပြတ်မသွားပါ။ဘကပလည်းဘယ်တော့မှယင်ဘက်ဟောင်းလောင်းမဖြစ်ခဲ့ပါ။6မျက်မှောက်ခေ present error ကိုဘယ်လိုသုံးသပ်တယ်လဲ ဘယ်လိုဆုံးဖြတ်တယ်လဲဒါအရေးကြီးဆုံးဖြစ်သည်တရုတ်ပါတီအိန္ဒိယပါတီကျူဘာပါတီဘရာဇီးပါတီတောင်အာဖရိကပါတီစသဖြင့်ပါတီတွေသုံးသက်ဆုံးဖြတ်ထားတာရှိသည်အားလုံးကို လေ့လာနေရပါမည်ဘာကပနေဖြင့်နိုင်ငံတကာအခြေအနေကိုဗဟုအစည်းအဝေးခန်းစားတွင် မတင်ပြခဲ့တာ ကြာပြီလေ့လာနေဆဲဖြစ်လို့မိမိတိုင်းပြည်ရဲ့ပဂရိဘဝအခြေအနေကို သုံးသက်နေဆဲဖြစ်လို့ကြားနေတာဖြစ်သည် ါကြောင့်ပဲပြည်တွင်းအခြေအနေကိုတင်ပြအစီရင်ခံနေတာဖြစ်သည်၂008ခုနှစ်တွင် နိုင်ငံတကာအခြေအနေမျက်မှောက်ခေတ်ကိုသုံးသပ်ပြီးဆုံးဖြတ်နိုင်မည်ဟုမျှော်လင့်ပါသည်ခုနှစ်ကဘာကြီးလုံးနေတဲ့ပြောတော့ကဗမာပြည်သို့ငစင်က ရောက်လာသည် အင်္ဂလိပ်နဲ့စစ်သုံးချိန်တိုက်ရသည်နောက်တော့ဂျပန်နဲ့ပါတိုက်ရသည်ကဘာကြီးပြားနေပြီလို့ပြောသံကြားနေရပြန်ပြီဒီတစ်ခါလဲစစ်တိုက်ကြရအောင်မလား ကဘာကြီးမှာစစ်နဲ့ငင်ငင်ရေတလဲစီသွားနေတဲ့ခစ်ကုံဆုံးသွားပြီလားစဉ်းစားရမှာအများကြီးဖြစ်သည် အတွေးခေါ်မှန်မှဖြစ်လိမ့်မည်လက်တလောလက်တွေ့နိုင်ငံရေးကိုကြီးအာယုံရောက်နေလျင်မှန်ကန်ကြိုက်ညီသည့်အတွေးခေါ်မရှိလျင်19ရာစု19ရာစုက ထက်သိုးပါလိမ့်မည်